မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။ကြောက်ဖြူစိတ်ကံကိုကာကွယ်ဖို့တရုတ်တပ်ကစစ်ကောင်စီနဲ့ပူးပေါင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လက်ရှိဖြစ်ပွားနေတဲ့မြန်မာပြည်တွင်စစ်မှားတရုတ်လုံခြုံရေးတပ်ဖွဲ့တွေပါဝင်ဆက်ဖွဲ့လာတာကပထမအဆုံးချိန်လို့ဆိုရမှာဖြစ်ပါတယ်။သူတို့ကရခိုင်ပြည်နယ်ကြောက်ဖြူရေးနဲ့စိတ်ကံနာကမရေကျွန်းမှာရှိတဲ့အရင်နဲ့ချက်ဆက်ရုံကိုကာကွယ်ဖို့မြန်မာစစ်ကောင်စီတပ်နဲ့ပူးပေါင်းလာနေကြပါတယ်။ ဒီရင်းနှံချက်ဆက်ရုံကိုအာရခတပ်တော်အင်ကလက်နက်စီးရီနဲ့တိုက်ခိုက်နေတယ်လို့ယူဆပါတယ်။ဒါ့ပြင်တရုတ်လုံခြုံရေးတပ်တွေကအာရခတပ်တော်နဲ့ထိတ်တိုင်ရင်ဆိုင်တိုက်ပွဲဝင်နေသလားဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။ရခိုင်ဒေသခံတွေရဲ့ပြောကြားချက်အရအဆိုပါတရုတ်ဝန်တန်းတွေကမြန်မာစစ်တပ်ရဲ့ဒရုန်းတိုက်ခိုက်မှုတွေမှာကူညီနေတယ်လို့သိရပါတယ်။ဒီသတင်းသာမန်ရင်တရုတ်လုံခြုံရေးဖွဲ့မှတာမန်ချင်းလင်းတပ်သားတွေကြီးမဟုတ်ပဲအစင်မြင့်တိုက်ခိုက်ရေးနည်းပညာမှာအထူးကျွမ်းကျင်သူတွေလည်းပါဝင်နေပြီလို့ဆိုရမှာပါ။ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဦးတွေမှာပြ ီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ NASA ကလို့ခေါ်တဲ့စစ်ကောင်စီရဲ့တပ်ကပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်။ဒီဥပဒေအရတရုတ်နိုင်ငံကလက်နက်ကင်လုံခြုံရေးဝန်ထမ်းတွေကတရုတ်အကျိုးစီးပွားကိုကာကွယ်ဖို့မြန်မာနိုင်ငံမှာလာရောက်လုပ်ကင်ခွင့်ရရှိခဲ့ပါတယ်။ဒီလုံခြုံရေးဝန်ထမ်းများစုကလီချင်းပီတာစစ်သားဟောင်းတွေဖြစ်တယ်လို့ယူဆပါပေမယ့်ဒီချက်ကိုတော့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။အရခတ်တက်တော်ကစစ်တပ်ရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာအမ်မြို့ပါဝင်ရခိုင်ပြည်နယ်ကမြို့နယ်16မြို့နယ်အနက်14မြို့နယ်ကိုတိ င်းယူထားနိုင်ခဲ့ပါတယ်။အဲဒီနောက်တိတ်မကြတဲ့ဖေဖော်ဝါရီလအတွင်းတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အများပြားကိုကြောင်းဖြူမှစီလို့ထားခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာမလ28ရက်ကပြင်းထန်တဲ့ငလင်လှုပ်ခတ်ပြီးတဲ့နောက်အရခတက်တော်ကလူသားချင်းစာနာမှုရာကေဆိုင်လုပ်ငန်းတွေကိုကူညီဖို့ထိုးစစ်စင်နာကိုရှင်းတန်းခဲ့ပါတယ်မြန်မာစစ်တပ်ဘက်ကလည်းအပြစ်ခတ်ရဲစိုင်းထတ်တိုးကြောင်ကြီးညာခဲ့ပြီးမေမေလနောက်ပိုင်းမှာတော့ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေပြန်ဖြစ်လာခဲ့ပါတယ်အေဘက်ကသတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရသူတို့ရဲ့တပ်ဖွဲ့ဝင်တွေကကြောက်ဖြူကိုပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေကြပြီဖြစ်ပါတယ်ကြောက်ဖြူမှာတရုတ်ဟာပင်လယ်ရှင်နဲ့စိတ်ကမ်းပြင်ရေနံနဲ့တဘာဝတံငွေပိုင်လိုင်းကြီးလဲတိဆောက်ထားပါတယ်ဒီပိုင်လိုင်းက တရုတ်မြန်မာစီးပွားရေးစင်ချက်ရဲ့တစိတပိုင်းဖြစ်ပြီးတရုတ်နိုင်ငံရှူနမ်ပြည်နယ်ထိရောက်ပါတယ်အခုဆိုရင်တောင်ဖြူမြို့တောင်ဘက်9ကီလိုမီတာကွာတောင်ဖြူရံပြင်းလမ်းပေါ်ကကျေးရွာတရွာမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေရလို့သိရပါတယ်အေးတပ်ဖွဲ့ဝင်တွေကအဲ့ဒီရွာနာကရဲတပ်ရင်ဌာနချုပ်ကိုတင်ယူခဲ့တယ်လို့မြန်မာစစ်တပ်ရဲ့ပုံမှုချုပ်တအုပ်လေးအေးစနိုက်ပါလက်ချက်နဲ့တိစုံသွားခဲ့ပါတယ်တရုတ်နိုင်ငံကတောင်ဖြူထူစီးပွားရေးဆောင်မှာရင်းနှီးမြှုပ်နှံမှုတွေအများကြီးပြုလုပ်ထားပါတယ်ဒါကတရုတ်ရဲ့ပိုလန်မှာစီမံကိန်းရဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်တရုတ် ုံဟာရှေးနန်းစိတ်ကန်ရှေးနန်းတင်တင်မောစိတ်ကန်နဲ့တအားပင်းစိတ်ယုံတွေအပါအဝင်အခြေခံအဆောင်တွေကိုအဓိကတည်ဆောင်နေတာပါမြန်မာနိုင်ငံက Superman Group နဲ့တရုတ်နိုင်ငံက Power Chain Enterprise တို့က135မဂါဝတ်ထုတ်တန်းငွေသုံးတအားပင်းစိတ်ယုံတစ်ခုကိုပူးပေါင်းတည်ဆောင်နေကြပါတယ်ကြောက်ဖြူဒူးစီဝိုင်းဆောင်မှာစက်မှုပန်းချန်တဲ့အစင်းမြင့်အင်အားတွေလည်းပါဝင်ဖို့စီစဉ်ထားပါတယ်စစ်တပ်အာဏာမသိမ်းခင် NLD အစိုးရကတွေးမိပြန်ဆက်နိုင်မလားဆိုတဲ့စိုးရိမ်မှုတွေလည်းရှိနေပါတယ်ဒါကြောင့်တရုတ်ဟာအစိုးရစီမံကိန်းအတွက်ကနဦးဒေါ်လာ 9.2ဘီလီယံကနေ1.3ဘီလီယံထိလျှော့ချခဲ့ပါတယ်။ ပုံမှုချုပ်တော်ဦးတက်ဖြတ်ခံရခြင်းပြီးခဲ့တဲ့တနင်္လာနေ့မေလ26ရက်ကပုံမှုချုပ်ကျော်မျိုးအောင်ကသူ့ရဲ့လုံခြုံရေးအဆောင်တက်ကဗိုလ်ကြီးတုံးနဲ့တူတိုက်ပွဲမှာတည်ဆောင်းခဲ့တာပါဒီတည်ဆောင်းမှုကိုသူမိသားစုကလည်း online မှာနိုင်ဖိတ်စာထုတ်ပြန်ပြီးအတည်ပြုခဲ့ပါတယ်ပုံမှုချုပ်ကျော်မျိုးအောင်ရဲ့ရှုံလောင်းကိုအင်ကာနစ်ကအထူးလင်ရင်နဲ့ရန်ကုန်ကိုတယ်လာပြီးကြာတာပရင်းနေမှာမင်္ဂလာတော်စစ်တုပ်တံမှာမိတကြိုခဲ့ပါတယ်ဒီသတင်းပတ်တွင်မှာတိုက်ပွဲတွေကပုံမှုပြင်းထန်လာပါတယ်စစ်ကောင်စီကအေးသိမ့်ပိုက်ထားတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတာနဲ့အများတိုက်ပွဲအခြေအနေကပြင်းထန်လာခဲ့တာပ ပါ့မြန်မာရေတပ်တင်မော်ရီကလည်းစိန်ကန်ဒီကျောင်းပြူနာကအေးအေးရှိမဲ့နေရာတွေကိုပြစ်ခတ်နေပါတယ်ဒါပေမဲ့ရခိုင်ဒေသတွေရဲ့ပြောကြားချက်အရတိုက်ပွဲတွေအနည်းနာကိုပိုရောက်လာတာနဲ့များစစ်ကောင်စီရဲ့အုပ်ချုပ်ရေးမှုတွေဟာကျောင်းပြူကနေထွက်ခွာနေကြပြီလို့ဆိုပါတယ်အေးလက်ထဲမြို့ကြမတော်ဘူးတိုက်ခိုက်နေရပြီမဲ့စစ်ကောင်စီတပ်ကတိုက်ခိုက်လို့စိတ်မရှိတော့ဘဲစိတ်တက်ပြက်ပြားလာနေပါတယ်ဒါပေမဲ့စစ်ကောင်စီတပ်ကလေကြောင်းရောရှိကျောင်းကနေပါအင်အားဖြည့်တင်မှုတွေကိုဆက်လက်လုံဆောင်နေစေဖြစ်ပါတယ်အရခတက်တော်အင်းက2023ခုနှစ်အောက်တိုဘာလကစစ်ကောင်စီကို ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်ခဲ့တဲ့ညီနာမဟာမိတ်သုံးဖွဲ့တွေကတပ်ဖွဲ့ဖြစ်ပါတယ်။အဲ့ဒီချိန်ကစပြီးမြို့တွေတစ်မြို့တစ်မြို့တိုက်ခိုက်သိမ်းပိုင်လာခဲ့တာအခုဆိုရင်အင်းကရခိုင်ပြည်နယ်ရဲ့မြို့နယ်၁၇ခုအနက်၁၄မြို့နယ်နဲ့ချင်းပြည်နယ်တောင်ပိုင်းကပလက်ဝမြို့နယ်ကိုသိမ်းပိုက်ထားပါပြီ။ဒီလက်နက်ကင်ဖွဲ့ကအိန္ဒိယရဲ့ကလတန်ဘက်ဆောင်တုံးသိမ်းပို့ဆောင်ရေးစီမံကိန်းရှိရာအချက်ချာကြတဲ့ရခိုင်ပြည်နယ်မြို့တော်စစ်တွေကိုဆက်လက်တိုက်ခိုက်နေဖို့တည်ကြိုးစားနေစေဖြစ်ပါတယ်။စစ်တွေမြို့ကိုဥတီနီရဲ့လမ်းချုပ်ကိုအင်းကသိမ်းပိုက်ထားပြီဖြစ်ပေမဲ့စစ်တွေမြို့ကိုအလုံးရင်းနဲ့တိုက်ခိုက်ခြင်းတော့မရ ှိသေးပါဘူး။ပြီးခဲ့တဲ့ရက်သက်တစ်ပတ်အတွင်းမှာအင်ကရခိုင်ရုံးမကိုဖျက်ပြီးမြန်မာပြည်မှာဖြစ်တဲ့မကွေးပဲခူးနဲ့အရာရီတိုင်းဒေသကြီးတွေထိသူတို့ရဲ့ဆက်စင်ရေးတွေကိုချဲ့ထွင်လာခဲ့ပါတယ်။ရခိုင်ပြည်နယ်ကတရင်အရင်မြစ်တွေရဲ့အစိုးရအင်ကစစ်တွေနဲ့ကြပြူနေနေရာစလုံးကိုတပြိုင်တည်းတိုက်ခိုက်ဖို့ခက်ခဲလာပါလိမ့်မယ်။ဘာလို့လဲဆိုတော့အဲ့ဒီနေရာတွေကိုစစ်ကောင်စီတပ်ကအခိုင်အမာတပ်ဆွဲထားသလိုစစ်ကောင်စီရေတပ်ထိန်းချုပ်ထားတဲ့ပင်လယ်ရှီလန်းချောင်းကနေလည်းစစ်ကောင်စီတပ်ကိုထောက်ပံ့မှုပေးနေနိုင်တာကြောင့်ဖြစ်ပါတယ်။ ။ကြောက်ဖြူသားကြသွားခဲ့ရင်တကယ်လို့အေးကတရုတ်ဒူးစီဝိုင်းဆုံ SEC အပါဝင်ကြောက်ဖြူကိုတင်ပိုင်နိုင်ခဲ့ရင်ရှုပ်ထွေးတဲ့နောက်ဆက်တွဲအခြေအနေတွေနဲ့ရင်ဆိုင်နိုင်ရချေရှိပါတယ်။တိုက်ပွဲတွေမှာတရုတ်လက်နက်ကိုင်တပ်ဖွဲ့တွေတည်ဆုံသွားအေးကတရုတ်အစိုးရရဲ့အမျက်ဒေါသကိုရှင်ဆိုင်ရပါလိမ့်မယ်။အေးတပ်ဖွဲ့ဝင်တွေကတရုတ်လုံခြုံရေးတပ်ဖွဲ့တွေကိုတိုက်ပွဲတွင်စစ်တုံးပန်းဖြင့်ဖမ်းဆီးခဲ့ရင်တရုတ်အစိုးရရဲ့ချက်ချင်းပြန်လွတ်ပေးပါဆိုတဲ့ဖိအားကိုရှင်ဆိုင်ရနိုင်ပါတယ်။ဒီအဆုံးဖြတ်ချက်ကအေးကောင်းဆောင်နေအတွက်လွယ်ကူမှာတော့မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဖမ်းဆီးရမိတဲ့တရုတ် တပ်ဖွဲ့ဝင်တွေကိုလည်းစစ်တုံးပ ံပြီးပြီးစစ်ကောင်စီတပ်အကျဉ်းသားတွေနဲ့အတူဆက်ဆံကြရမယ်အတွက်ကြောင့်ပါပဲမြန်မာစစ်တပ်ရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရှီယာလာရှုမြို့ကိုတော်လိုင်းဖွဲ့တွေတင်ယူပြီးတဲ့နောက် MND ဖွဲ့ကောင်ဆောင်ဖုန်တာရင်ကိုတရုတ်တော်လိုင်းဖွဲ့တွေကပြန်ပြီးဆွေးနွေးဆိုတဲ့သတင်းတွေလည်းခြေခြေပြန့်ပြန့်ထွက်ပေါ်လာပါတယ်တရုတ်ကဒီလိုနီးနဲ့မြန်မာရှီမှာဝင်ရောက်ဆက်ဖက်ခဲ့ပါတယ် MND ဘက်ကပြစ်ခတ်ရစိုင်းနဲ့လာရှုကိုစစ်ကောင်စီထံပြန်လည်ပြရဖို့သဘောတူမိပါတာဖုန်တာရင်ကိုပြန်လွှတ်ပေးခဲ့တာပါတရုတ်ဆိုရကတောင်မြူတာလွတ်မြောက်ရေးတပ်မတော် TNL ကိုလည်းသရုတ်တိုက် က်ခိုက်သိမ်းပိုက်ထားတဲ့ဒီဝေါ်နဲ့ကြောင်မဲမျိုးနှမျိုးကိုစစ်ကောင်စီတပ်ပြန်လည်ပိအပ်ဖို့ဖိအားပေးနေရလူတီးရပါတယ်စစ်ကောင်စီကတော့ဗရမ ्या မျိုးဖြစ်တဲ့မိုးကုတ်မျိုးအပါဝင် TNL သိမ်းပိုက်ထားတဲ့မျိုး၅မျိုးကိုပြန်လည်ပိအပ်ဖို့တောင်းဆိုနေတာပေါ့တရုတ်စိုးရကတရုတ်နယ်စပ်ယူနန်ပြည်နီးမှာလှုပ်ရှားနေတဲ့ကိုကန့်အဖွဲ MNDAA လောက် AA ပေါ်ဩစာလွှမ်းမိုးမှုမရှိနိုင်ပါဘူး ဒါပေမဲ့အေအေကတရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးကိုရခိုင်ဒေသခံစီးပွားရေးအတွက်အကျိုးရှိမယ်ဆိုရင်နိုင်ငံသားရှင်နှိမ့်ညွန့်နယ်မှုတွေကိုကြိုးစုံလက်ခံကြောင်းအချက်ပြထားပြီးသားဖြစ်ပါတယ်။အေအေကပဋိပက္ခတန်ခံနေရတဲ့ရခိုင်ပြည်နယ်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဘေးအန္တရာယ်တွေမဖြစ်ပွားအောင်ကုလသမဂ္ဂနဲ့အနောက်နိုင်ငံတွေစီကအစားအစာနဲ့ဆေးဝါးအများအပြားရရှိဖို့စိတ်ထက်သန်နေပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်ကလည်းရခိုင်ပြည်နယ်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဇင်းချံဖွင့်လှစ်ဖို့ညှင်းဆန်နေတာကြောင့်အေအေကပြည်နယ်ရဲ့အဓိကစိတ်ကန်းနှစ်ခုစလုံးမဟုတ်ရင်တောင်အ နည်းဆုံးတစ်ခုကိုထိန်းချုပ်ဖို့လိုအပ်နေပါတယ်ဒီပေါ်တရုတ်နိုင်ငံကဘယ်လိုတုံ့ပြန်မလဲဆိုတာကလည်းရှင်းရှင်းလင်းလင်းမသိရသေးပါဘူးတရုတ်နိုင်ငံက1989ခုနှစ်ကဗီယက်နမ်ကိုစီရင်အရာကျူးကျော်ခဲ့ဘူးသလိုအိန္ဒိယနဲ့1962ခုနှစ်တုန်းကတကြိမ်ဆိုဗီယက်ယူနီယံနဲ့1969ခုနှစ်တုန်းကတကြိမ်နယ်စပ်အရာထိတွေ့တိုက်ပွဲမျိုးတွေဖြစ်ခဲ့ဘူးပါတယ်ဒါပေမဲ့အခုမြမအရှိလိုမျိုးအိန္ဒိယချင်းနိုင်ငံတစ်ခုရဲ့ပြည်ရင်းစစ်မှာတိုက်ရိုက်ပါဝင်ပတ်သက်တာကတော့ပထမဦးဆုံးချိန်ဖြစ်ပုံရပါတယ် ဆလတ်ပြီးရွှေဘုံမှာကင်းလဲပေါ်ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်မှုစစ်တပ်ဗမာ3တီဆုံတဲ့အကြောင်းတင်ဆက်ပြပါမယ်။စကိုင်းတိုင်းရွှေဘုံမြို့မှာကင်းလဲပေါ်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများတိုက်ခိုက်ရာစစ်တပ်ဗမာ3တီဆုံခဲ့တယ်လို့ Fight for Freedom ဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါရယ်။ဇွန်လ6ရက်နေ့မှာရွှေဘုံမြို့တောင်ပတ်ထွက်မှုဦးမှာထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကရွှေဘုံမန္တလေးကားလမ်းမဘက်ကိုကင်းလဲရန်ထွက်လာစဉ် Fight for Freedom ဖွဲ့မှတော်လိုင်းရဲဘော်တွေနဲ့မဟာမိတ်ဖွဲ့တွေကအဝေးထိန်မှိုင်းများလက်နက်ကြီးလက်နက်ငယ်တွေနဲ့စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ အဲ့ဒီထိတွေ့တိုက်ပွဲကမိနစ်40ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးတေဆုံးကတော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကစစ်ကောင်စီဘက်က3ရောက်သေးပါတယ်ထိခိုက်မှုလည်းရှိပါတယ်ပွဲဖြစ်ပြီးတော့နာယီကနှစီနဲ့လာတင်သွားပါတယ်စစ်ခွေးခံမှန်းကြီးတရားဝင်ခြင်းမှာအခုလိုတိုက်ခိုက်မှုတစ်ခုပြီးသွားတဲ့ခါတိုင်းမှာခရမ်းအများပြားကုန်သွားပါတယ်ဒါကြောင့်ကျွန်တော်တို့နောက်ထပ်တိုက်ခိုက်မှုတစ်ခုအတွက်ခရမ်းပြန်လည်ဖြည့်တင်းဖို့အရန်ခတ်ခဲသွားပါမယ်လို့5 for freedom ဖွဲ့မှတာဝန်ရှိသူတောက်ကပြောပါတယ်အဆိုပါတိုက်ခိုက်မှု ှုကိုရွှေဘိုခရိုင်အမှတ်15တရင်တက်ခွဲနေ Fight for Freedom FFFPD ရဲ့တော်ကြီးကံပြည်သူ့ကာကွယ်ရေးအဖွဲ့ရွှေဘိုမြို့နယ်တိုင်နယ်ကပကပါတာဂနာနဂါမင်းပြည်သူ့ကာကွယ်ရေးအဖွဲ့စာမဏိပြည်သူ့ကာကွယ်ရေးအဖွဲ့ခွတ်တောင်းရာစာပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်းအောင်လန်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှင်